ဧရာဝတီတိုင်းမှာလက်စစ်မီမကြာခဏပြတ်တောက်မှုကြောင့်ချက်ပြုတ်ရမှာမိတွေအုံပြုသူပုံမှုများပြားလာသဖြင့်နိုဝင်ဘာလတတိယပတ်မှာစ၍မိတွေစေးများမြင့်တက်နေတယ်လို့သိရပါတယ်တိုက်ပွဲဖြစ်ပွားမှုများနေတဲ့တာပေါင်းရေတီလေးမျက်နာမျိုးနဲ့စားရည်ဒေသများအပါအဝင်ဧရာဝတီတိုင်းမှာလက်စစ်မီရရှိစဉ်ကမိတွေတအိတ်ကို2000ခွဲကျရှိပြီးရခိုအကောင်မိတွေတအိတ်ကို4000ကျမှ4000ခွဲကျကြားရှိပြီးမိတွေအမျိုးအစားပေါ်မူတည်၍ဈေးအနှဲငယ်ကွာဟမှုရှိနေတယ်လို့သိရပါတယ် တိုက်ပွဲကြောင့်မီးမရတာအတော်ကြာပြီလက်စစ်မီးကပုံမှန်မရတော့ထမင်းဟင်းချက်ပြုတ်ရမှမီးတွေးကိုပဲအားထားပြီးချက်ပြုတ်နေရတယ်။မီးတွေးကလည်းဈေးဆိုင်တိုင်းမှာအလွယ်တကူဝယ်လို့မရဘူးကြိုတင်မာထားရတယ်။မီးတွေးဈေးကလည်းမြင့်တက်နေတယ်လို့လေးမျက်နာမျိုးနဲ့ဒေသခံတူကပြောပါတယ်။အေယာဝတီတိုင်းမှာနိုင်ငံရေးအခြေအနေကြောင့်မီးတွေးဖုတ်တဲ့လုပ်ငန်းလုပ်ကင်တွေများနှေးပါလာပြီးမီးတွေးကိုရန်ကုန်တိုင်းမန္တလေးတိုင်းနေပြည်တော်စားတဲ့ဒေသများကသင့်ဝယ်ယူတင်သွင်းကပြန်လည်ရောင်းချနေရတယ်လို့သိရပါတယ်။ အရင်ကလိုတောတောင်ထဲမှာသွားပြီးမိတွေဖုတ်တဲ့သူတွေမရှိတော့ဘူးအခုရှိတဲ့သူတွေကလည်းအနေကျင်းပဲရှိတော့တယ်ဒါကြောင့်မို့လို့လေဒီဘက်မှာမိတွေကအလွယ်တကူဝယ်လို့မရနိုင်တာလို့မအူပင်မြို့ခံတူကပြောပါတယ်ယခုကဲတော့လက်စစ်မီမကြာခဏပြတ်တော့တာကြောင့်ဧရာဝတီတိုင်းကဒေသခံများဟာသမီးဟင်းချက်ပြုတ်ရမှလက်စစ်မီအုံပြွေ၍လောက်ကင်နေရတယ်။တနိုင်တပိုင်းစီးပွားရေးလုပ်ငန်းရှင်များဒီလည်းအခက်ခဲများနဲ့ကြုံတွေ့နေရတယ်လို့သိရပါဗျ။